င်္ဂလာပါ2025ခုနှစ်အော်တိုဘာတတိယပတ်အတွင်း KNB နဲ့တွင်းကထူးခြားသတင်းတွေကို တင်ဆက်ပေးနေပါပြီ။ကျွန်မကနော်ဖော်ပါ။ KNB နဲ့မင်းလက်ပန်ရွာမှာလက်နက်ကြီးကြပြီးအယက်သားသားအမိနှစ်ဦးသေဆုံးခဲ့ရတဲ့သတင်းစစ်တပ်ကကြားဖြန့် online ငွေလိမ်ကိုင်းတွေရှိရာ KK ပတ်ရှင်လင်းမှုအကြောင်းဝါဒဖြန့်ပြီးနောက်ဆက်တွဲသတင်းတွေကြောင့်ကြားဖြန့်လုပ်သားတွေထွက်ပြေးတိတ်ရှောင်နေရတဲ့သတင်းနဲ့ ကွန်ကရစ်မြောက်ပိုင်းထိပိုးဆန်ရွာကိုစစ်တပ်ဘုံကျဲခဲ့တာကြောင့်ဘုံကြီးကျောင်းနဲ့စာတင်ကျောင်းထိခိုက်ပျက်စီးခဲ့ရတဲ့တဲ့တင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ကင်ပြင်းနယ်မြရီမြို့တောင်ဘက်လေးကကော်မြို့တဲ့အနီးမှာရှိတဲ့တိုက်ပွဲတစ်ခုမှာလက်နက်ကြီးကြားရမှုကြောင့်မေလက်ပန်ကျွရအနီးမှာရှိတဲ့အရတားတားမိနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဟာအော်တိုဘာလ22ရက်မနက်7:00နာရီကျော်အချိန်မှာဖြစ်ပွားခဲ့တာပါတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဆယ်မိုင်နီးပါးခန့်ဝေးတဲ့မင်းလက်ပံကျွာကိုလက်နက်ကြီးကြီးကြားရပောက်ကွဲခဲ့တာဖြစ်ပါတယ်ဒေသခံတွေရဲ့ပြောဆိုချက်အရသေဆုံးသူတွေဟာ အုပ်လုပ်ငန်းလုပ်ကင်နေတဲ့မိသားစုကဖြစ်ပြီးအသက်32နှစ်အရွယ်မိခင်ဖြစ်သူနဲ့အသက်2နှစ်အရွယ်သာရှိသေးတဲ့တားဖြစ်သူတို့သေဆုံးခဲ့ရတာဖြစ်ပါတယ် လက်ရှိမှာတော့မိသားစုတွေကဖခင်ဖြစ်သူတူတဲ့သားအသက်ရှင်ကြံရိပ်ခဲ့တယ်လို့သိရပါတယ်။တစ်ဆုံးမှုဖြစ်ပွားစေခဲ့တဲ့တိုက်ပွဲဟာအဲ့ဒီနှစ်မနက်၄နာရီခွဲခန့်မှာလေကေကော်မျိုးတစ်အနီးမှာရှိတဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကော်မရှင်တပ်တွေကြားဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပေမဲ့တိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ စစ်ကောင်ရှင်တပ်ဟာအော်တိုဘာလ18ရက်နေ့မှာ လေကေကောဒေတာရင်းကရှုကင်းတာစကန်ကိုတိမ့်ပိုက်ခဲ့ပြီးတော့အော်တိုဘာလ19ရက်မနက်ပိုင်းမှာတော့ဆွဲတော်ကုန်းကိုပြန်လည်တိမ့်ပိုက်ခဲ့တာကြောင့်ဒီဒေတာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။စစ်ကောင်ရှင်တပ်ဟာလက်လွတ်ဆုံးရှုံးသွားခဲ့ရတဲ့နေမျိုးတွေကို ပြန်လည်တိမ့်ပိုက်ဖို့ထိုးစစ်ဆင်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီးလေကြောင်းကနေပုံကျဲတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုလည်းနှိမ့်စင်ပြုတ်လုံနေပါတယ်။ ဒီလိုပြစ်ခတ်မှုတွေကြောင့်အယက်သားပြည်သူတွေထိခိုက်သေဆုံးမှုအကြာခဏဖြစ်ပွားနေတာကိုတွေ့ရပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့အနေကကြားဖြတ်လုပ်ငန်းတွေလက်ပတ်နေတဲ့ KK Park ကိုနယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့စစ်ကော်မရှင်တက်ကအခုတစ်ပတ်အတွင်းဝါရဖြန့်ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ဟာအော်တိုဘာလ19ရက်ကစစ်တပ်ပိုင်းမီဒီယာတွေကနေသတင်းထွက်ပေါ်လာတာဖြစ်ပါတယ် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာရှင်းလင်းရေးလှုပ်ခဲစဉ်အတွင်းဆက်သွယ်ရေးအတွက်အသုံးပြုတဲ့ Starlink စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်ဆက်ရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်ကြားဖြတ်လုပ်ငန်းကိုလုပ်ကိုင်နေတဲ့အမျိုးသား1600ကျော်အမျိုးသမီး450ကျော်လုံခြုံရေးဝန်ထမ်း100နီးပါးခန့်အပါအဝင် စုစုပေါင်း2200နီးပါးကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ Starlist လောင်း30သားတင်ဆက်ရမိတဲ့ဆိုတဲ့အချက်အပေါ်ဒေတာခန်တွေကတန်တရားရှိနေပါတယ်။ Timing မှာ Nested Data ခန်တူပြောဆိုချက်အရ KK ပအတွင်မှာ Starlist လောင်း30ချက်ပိုများတဲ့အရေးအတွက်ရှိနေပြီးစစ်တပ်ရှင်းလင်းမှုကအမှန်တကယ်ထိရောက်မှုရှိမရှိတက်တည်ပြနိုင်ရန်ခက်ခဲနေတယ်လို့ထောက်ပြထားပါတယ်။ စစ်တပ်ထုတ်ပြန်ချက်အရ KK ပတ်ဝန်းထဲမှာအဆောက်အုံအလုံးရေ260ကျော်ရှိနေပြီဒီအဆောက်အုံတွေဟာတရားဝင် ခွင့်ပြုမဲ့မြေပိုင်ဆိုင်ခွင့်အထောက်အထားတွေမရှိတဲ့အပြင်စစ်တပ်ကစစ်ခေါ်ရမှာလဲလာရောက်ချင်းရှိလို့အရေးယူသွားမယ်လို့ဖော်ပြထားပါတယ်အခုရှင်းလင်းမှုဟာနိုင်ငံရေးအရရည်ရွယ်ချက်ရှိသောတုံ့တက်မှုတွေလည်းထွက်ပေါ်နေပါတယ် မြရီမျိုးနဲ့အုတ်ချုပ်ရေးပိုင်းမှာ ပါဝင်ဆောင်ရွက်ခဲ့ဘူးသူတူကတော့ဒီလုံရဟာအမေရိကန်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေမှာ Starlink အသုံးပြုမှုကိုစစ်စစ်နေတဲ့အခြေအနေနဲ့တိုက်ဆိုင်နေတာကြောင့်စစ်ကောင်ရှင်ရဲ့ဈေးပန်းခင်းတဲ့လုံရအဖြစ်ရှုမြင်သုံးသပ်ခဲ့ပါတယ် စစ်ကောင်ရှင်ရဲ့ရှင်းလင်းမှုနောက်ပိုင်း KK ဘက်ကနေလူ600ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခိုလုံခဲ့ကြောင်းထိုင်းအနာပိုင်တွေကအော်တိုဘာလ23ရက်နေ့မှာအတည်ပြုပြောခဲ့ပါတယ် စစ်ကော်မရှင်တာလေကိတ်ကော်ဒေတာတွေကစကမ်းတွေကိုတင်းယူပြီးနောက်နေဇက်တလျှောက်ရှင်းလင်းလုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပြီးဒီလုံရက်ဟာနယ်မြေစိုးမိုးမှုနဲ့အတူနိုင်ငံတကာဖိအားကိုတုံ့ပြန်တဲ့ဝါဒဖြန့်ချီရေးလုပ်ငန်းလည်းဖြစ်နိုင်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်ရှင်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့မြောက်ဘက်မှာရှိတဲ့ထီဖိုးစံကျွာကိုအော်တိုဘာလ20ရက်ညနေပိုင်းမှာစစ်ကောင်ရှင်တပ်ကလေရင်နဲ့ဘုံအလုံးရေ38လုံးအထိကျချတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုမှာရွာတွေကဘုံတော်ကြီးကျောင်းနဲ့စာတင်ကျောင်းအပါအဝင် နေရာအများအပြားကို ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ဒေတာခန်တဲ့နေဆက်သူတွေရဲ့အဆိုအရအဲ့ဒီနှစ်ညနေ3နိုင်ခွဲဝင်းကျင်မှာစစ်ကော်မရှင်တပ်ဟာဝိုင်တွဲမျိုးစားလေရင်စီကိုအုံပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဘုံကြားရောက်တဲ့နေရာတွေထဲမှာထီဖို့ဆန်ဖို့တော်ကြီးကြောင်းစာတင်ကြောင်းမီဖာလက်ကျွရလန်းနဲ့ကွန်ဖောင်ရကျွရစတဲ့နေရာတွေပါဝင်ခဲ့ပါတယ်။ထီဖို့ဆန်ဖို့တော်ကြီးကြောင်းနဲ့စာတင်ကြောင်းတွေဟာအုတ်တတိုင်းတစ်ခုသာခြားနေတာကြောင့်ဒီနှစ်ခုဟာထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဘုံအချိန်ကြောင့်မိလောင်မှုတွေလည်းဖြစ်ပွားခဲ့ပြီးယဟန်တန်ကားချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိနိုင်တယ်လို့ဒေတာခန်တွေရဲ့ပြောဆိုချက်အရသိရပါတယ် ဒါပြင်ဒီထီဖိုးဆန်ကျေးရွာဘုံတော်ကြီးကျောင်းဟာကွန်ကရစ်မြောက်ပိုင်းဘုံတော်ကြီးကျောင်းတွေမှာရဟန်းတန်ဃာတွေတစ်နှစ်တစ်ခါစာပြန်ပွဲ ပြုလုပ်လို့ရှိတဲ့အရေးပါတဲ့ဘာသာရေးနေရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာတွေမှာတိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘူးလို့ဒေသခံတွေက အတည်ပြုပြောဆိုထားပါတယ်။ စစ်ကောင်စီတဟာတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ပြစ်မှတ်ထားတာမျိုးမဟုတ်ပဲယဟန်ဘုံတော်ကြီးတီလာရှင်တွေတရင်တုံးနေတဲ့နေထိုင်ရာဘာသာရေးနေရာတွေကို တမီရွေးချယ်ပြီးလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသားတို့ကမှတ်ချက်ပြုထားပါတယ်ဒီလိုဗုဒ္ဓဘာသာဘုံတော်ကြီးကြောင့်တွေကိုပြစ်မှတ်ထားတိုက်ခတ်ခြင်းအပေါ်မှာဒေတာခန်တွေအနေနဲ့အလွန်အမင်းစိတ်ပြတ်ဝမ်းနေမိတယ်လို့လည်းဒေတာခန်တွေကပြောဆိုကြပါတယ် လက်ရှိအချိန်မှာတိုက်ပွဲမဖြစ်ပွားသေးပေမဲ့ထီဘိုးဆန်ကျွာဘက်ကိုမနက်ပိုင်းလင်းပြန်တမ်းမှုတွေမကြာခဏတွေ့ရတယ်လို့ရာဘာချစ်သူဒေတာခန်တွေကပြောဆိုကြပါတယ်။ဒါကြောင့်ဒေတာခန်တွေဟာလုံခြုံရေးအရာစိုးရိမ်ထိလန့်နေကြရပါတယ်ရှင်။ကင်ပင်နယ်မြရီမြို့တောင်ပိုင်းမှာရှိတဲ့စစ်ရေးအရာအချက်ချာကြားတဲ့လေကိတ်ကောမျိုးတစ်ဆွဲတော်ဂုံစကန်ကိုကရမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ ။ဥပပေါင်းတပ်ဖွဲ့တွေကတနစ်အကြာထင်ချုပ်ထားခဲ့ပြီးနောက်စစ်ကော်မရှင်တပ်နဲ့နေကြာဆောင်တပ် BGF တို့ကအင်အားအလုံးအင်းနဲ့ပြန်လည်တက်ဆွဲသွားပြီးဖြစ်ပါတယ်။ဒီဖြစ်ရဟာအော်တိုဘာလ19ရက်မနက်6နာရီခန့်မှာဖြစ်ပွားခဲ့တာလို့ကရင်စစ်မြေပြင်သတင်းရင်းမြစ်တွေကနေသိရပါတယ်။ဆွေရကုန်းစကန်ဟာ2003ခုနှစ်ကတည်းကနေဆက်လုံချိုးရဲ့အတွက်တိစောက်ခဲ့တဲ့တက်စကန်ဖြစ်ပြီးနောက်ပိုင်းမှာ အမြောက်တက်စကန်အဖြစ်အသုံးပြုခဲ့တဲ့မဟာဗျူဟာကျတဲ့နေရာတစ်ခုပါဒီကုန်းပေါ်ကနေ 4G ကဘလူးနဲ့မြရီဝေါ်လေးလမ်းမပိုင်းတစ်လျှောက်ကိုလက်နက်ကြီးတွေနဲ့ချင်းချောက်ပစ်ခတ်နိုင်တာကြောင့်ဒေသခံတွေအတွက်အဓိကချင်းချောက်မှုတစ်ခုဖြစ်ခဲ့ပါတယ် discount ကိုပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလ18ရက်မနက်ပိုင်းမှာ KNL နဲ့ KNTU ဥဆောင်တဲ့ Cobra Vino စစ်ကြောင်းတွေအပါအဝင် PDF တပ်ဖွဲ့တွေနဲ့ drone တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာဒေါ်လာရဲ့တက်ဖွဲ့တွေဟာ120မမလက်နက်ချင်းနဲ့လက်အပါအဝင်လက်နက်ခဲရဲ့အမြောက်အပြားကိုတင်ဆက်ရမိခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ခဲ့ပါတယ် တိုင်းပိုက်ပြီးနောက်စကန်ကုန်းတစ်ခုလုံးကိုမိုင်းရှင်းလင်းပြီးမြေပြင်ရှင်းလင်းရေလုတ်ခဲ့ရပါတယ်။ဒေါ်လာရဲ့တက်ဖွဲ့ရဲ့တနစ်ကြာထိန်းချုပ်မှုအပြင်အခုအော်တိုဘာလာဇန်ကစတင်ပြီးစစ်ကော်မရှင်တရဲ့အမတ်20ချင်းမြန်တမအပါဝင်စစ်ကြောင်း၅ကြောင်းဟာအင်အားအလုံးအင်းနဲ့ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။ဒီထိုးစစ်ဟာမြရီအာရှလန်ဒေတာတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့စတင်ခဲ့တဲ့အောင်စရာစစ်စင်ရေးနဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့နေ့စဉ်တိုက်ပွဲတွေအပြင်မှာစစ်ကောင်စီတပ်ဟာဆွဲရုံကုန်းကိုပြန်လည်တက်ဆွဲနိုင်ခဲ့ပါတယ်။ဆွဲရုံကုန်းကို ပြန်လည်ရရှိသွားတာဟာစစ်ကောင်စီတပ်အတွက်လေကေကော်မြို့ area တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်မယ့်အခြေအနေတစ်ခုကိုရရှိသွားစေတယ်လို့ဒေတာခန်သတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်ရှင်။အခုတစ်ပတ်အတွင်းစစ်ကော်မရှင်တရရဲ့လက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်မှုတွေကြောင့်ကလေးငယ်တွေပါဝင်အရက်သားပြည်သူ၃ဦး ေဆုံးပြီး20ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်အမျိုးသားအစိုးရ KNU ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်ရှင်ဟာအတူအယောင်ရွေးကောက်ပွဲအတွက်ဂျိုပန်နေစင်မှာပဲအရက်သားပြစ်မှတ်တွေကိုထိခိုက်နေတာဖြစ်တယ်လို့ဆိုပါရယ်ပထမဖြစ်စဉ်အနေနဲ့ KNU ဒူသတုခိုင်ဖအံမြို့နယ်ဝပြန်တွေ့ရအောင်စုအတွင်ကဖားဖို့ရွာလေးရွာကိုအော်တိုဘာလ20ရက်နေ့ညနေ9:40မိနစ်အချိန်မှာ ကမမောင်းအခြေဆိုင် စစ်ကောင်ရှင်တပ်ကနေ120မမလက်နက်ကြီး3လုံးပစ်ခတ်ခဲ့ပါတယ်ဒီပိခတ်မှုဟာအရတားပြည်သူတွေနေထိုင်ရာနေရာတွေတဲကြားရောက်ခဲ့တာကြောင့်အသက်38နှစ်အရွယ်ဆောထူအသက်12နှစ်အရွယ်နော်အေးမှုနဲ့အသက်6နှစ်အရွယ်နော်ချမီတို့တို့ဦးနေရာမှာတည်သုံးဆုံးခဲ့ပါတယ်။ဒါပြင်ကလေးသူငယ်တွေအပါအဝင်အရတားပြည်သူတွေ19ဦးဟာပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒေသခံတွေရဲ့ OA ပစ္စည်းတွေပါထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ကထုတ်ပြန်ခဲ့ပါတယ်။စုစုပေါင်းသေဆုံးသူ3ဦးဒဏ်ရာရ18ဦးရှိခဲ့တာဖြစ်ပါတယ်။ဒုတိယဖြစ်စဉ်အနေနဲ့ Clarutukiy မူးမြို့နယ်နဲ့ Sorthi မြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာစစ်ကော်မရှင်တပ်က drone နဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။အထူးသဖြင့်အော်တိုဘာလ20ရက်နေ့ညနေ9:58မိနစ်အချိန်မှာ ရေလဲကျွာအတွင်ကို drone နဲ့လာရောက်ပစ်ခတ်ခဲ့တာကြောင့်အသက်89နှစ်အရွယ်စောကွယ်နေအသက်16နှစ်အရွယ်စောဖိုးထက်ကိုကိုနဲ့23နှစ်အရွယ်နော်ဆဲနေဖိုးကြီးတို့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။ စစ်ကော်မရှင်ဟာသူတို့ထင်းချုံရာဒေသတွေမှာအတူအယောင်ရွေးကောက်ပွဲအတွက်ငြိမ်းချမ်းနေအောင်ဆောင်ပေမဲ့ဂေါ်သူးလီနယ်မြေတွေနဲ့တော်လိုင်းရဲတပ်ဖွဲ့ထင်းချုံရာဒေသတွေကအရက်သားဖြစ်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းလက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုတွေအဆက်မပြတ်ကျူးလွန်နေတယ်လို့ KNU ကထောက်ပြပြောဆိုထားပါတယ်တန်လွေခက်သတင်းဌာနရဲ့တပတ်အတွင်း KBN အတွင်းကထူးခြားသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ကင်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးအန္တရာယ်မျိုးမျိုးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေရှင်